ရှင်ကတော့ဒီနေ့တတိယရန်သင်္ချာဘာသာရက်ကိုသင်ကြားပေးမယ်ဒီချက်ပြုံးဖြစ်ပါတယ်။ရှင်ကဒီနေ့အခန်းနဲ့အပေါင်းနဲ့အနှုတ်ကိုသင်ကြားမှာဖြစ်ပါတယ်။ဆောင်းအတွေးပေါင်းခြင်းကိုရှင်တို့ပြန်စဉ်းစားကြည့်ရအောင်။ 352နဲ့462ကိုရှင်လို့လုပ်ပေါင်းကြပါမယ်။ဟုတ်ပြီအဲ့တော့တကယ်လို့ကိန်းအချင်းချင်းအရင်မပေါင်းရင်းနဲ့ကိန်းကပြောင်းလေးတွေသုံးပြီးတော့တကယ်လို့အရင်ဆုံးပေါင်းကြမယ်။ဟုတ်ပြီကဲအဲ့တော့ဒီမှာကိန်းကပြောင်းလေးတွေကိုနာကြည့်ရအောင်။ခုဆရာဆိုတဲ့ဇာတ်ခွက်မှာတကယ်လို့က352ကိုအရင်ဆုံးတကယ်လို့ကပြောင်းလေးတွေနဲ့ကပ်ပါမယ်။ဟုတ်ပြီတစ်တီခုနေရာမှာရှိတဲ့အတွက်ကိန်းကပြောင်းလေးတစ်ဆိုတဲ့ကိန်းကပြောင်းလေးကိုခုနေရာမှာတစ်ခုကပ်ပါမယ်။ ငါဒီဆယ်နေရာမှာရှိတဲ့အတွက်ဆယ်နေရာမှာတဆယ်ဆိုတဲ့ကိန်းကပ်ပြန်လေးငါကိုချေလို့ခတ်ထားပါတယ်ဟုတ်ပြီရာနေရာမှာကျတော့ဒီချေကို300ဖြစ်တဲ့အတွက်တရာဆိုတဲ့ကိန်းကပ်ပြန်လေးသုံးဖို့ချေလို့ခတ်ထားပါတယ်ဟုတ်ပြီ အောက်မှာ462နဲ့ပေါင်းမှာဖြစ်တဲ့အတွက်462ကိုလည်းဒီကကပ်မယ်ခတ်တဲ့ခါကျတော့နှစ်ဒီခုနေရာမှာရှိတဲ့အတွက်ဒီချေကိုကိန်းကပ်ပြန်လေးတစ်ဆိုတဲ့ကိန်းကပ်ပြန်လေးနှစ်ခုကိုကပ်ပါမယ် ်6ဆိုတဲ့10လေးကိုကျွန်တော်ပြချင်လို့10နေရာမှာ6ရှိတဲ့အတွေ့30ကပြားလေးတွေ6ခုကပ်မြင်4ဆိုတာရာနေရာမှာရှိတဲ့အတွေ့400ဖြစ်တဲ့အတွေ့တရားတရားလေးကိုပြင်လို့ကပ်ပါမယ်ဟုတ်ပြီအဲ့လိုကပ်ပြီးပြီဆိုပြချင်လို့ခုနေရာမှာရှိတဲ့ကိန်းကပ်ပြားလေးတွေအချင်းချင်းကိုပြချင်လို့အရင်ဆုံးပေါက်ပါမယ်အပေါ်မှာကိန်းကပ်ပြားလေးတစ်ခုရှိတယ်အောက်မှာကိန်းကပ်ပြားလေးနှစ်ခုရှိတယ် ဲ့တော့တင်းနဲ့တော့ကတင်းတင်းကင်းကပ်ကြလေးနှစ်ခုနဲ့ပေါင်းလိုက်တဲ့အခါမှာသုံးခုရပါမယ်အဲ့ဒါကြောင့်မို့ဒီချေကိုတင်းနဲ့နင်းနဲ့ပေါင်းတာမှာအဖြစ်သုံးရတဲ့အတွေ့ဘက်ကကင်းစရာလေးရေးထားတဲ့နေရာမှာချေလိုခုနေရာမှာသုံးလေးကိုထည့်လိုက်ပါမယ်ဟုတ်ပြီအဲ့တော့ခုနေရာပေါင်းပြီဆိုရင်ချေလိုအခု10နေရာပေါင်းပါမယ်10နေရာမှာအပေါ်မှာကင်းကပ်ပြလေးရ10တစ်ဆယ်လို့ရေးထားတဲ့ကင်းကပ်ပြလေးက9ခုရှိတယ်အောက်မှာ6ခုရှိတယ် အားလုံးပေါင်း9နဲ့6နဲ့ပေါင်းလိုက်တယ်7တခုရပါမယ်အဲ့တော့7တခုမှာဆိုရင်ဒီချေလို့ကအဲ့7တခုကိုဒီချေလို့ဘယ်လိုရေးမလဲဆိုရင်10 10ကသည်100ဖြစ်သွားတယ်အဲ့တော့10 10ကသည်100ဖြစ်သွားတဲ့ဒီချေလို့ကညာခနဲ့ဖြစ်သွားတဲ့100ကိုဒီချေလို့ကညာဘက်ကိုပို့လိုက်ပါမယ်ပို့လိုက်တဲ့အခါမှာဒီမှာဆိုလို့ရှိရင်ဘလောက်ပေးကြမယ်ဆိုတော့7ဘွက်ရှိတဲ့အတွက်10စု10စုကိုပို့လိုက်တဲ့အတွက်ဒီဘက်မှာ10စု10စုပေးကြခဲ့ပါ ါမယ်အဲအကြောင်းမလို့9နဲ့6နဲ့ပေါင်းထားတဲ့10နေရာအခွက်မှာကျေလို့တစ်ကိုပဲရေးပါမယ်ဟုတ်ပြီအဲ့တော့100ဖြစ်သွားတဲ့တစ်ကိုကျေလို့ကရာဘက်ခွက်ကိုကျေလို့တင်လိုက်ပါမယ်အဲ့တော့ရာဘက်မှာကျေလို့100ဝက်တစ်ခွက်ရောက်သွားပြီဖြစ်တဲ့အတွက်ရာဘက်မှာအားလုံးပေါင်းဘယ်လောက်ရှိမလဲဆိုရင် ပေါ်က3ခွက်ရှိတယ်တင်လိုက်တဲ့တစ်ခွက်နဲ့ပေါင်းလိုက်ရင်4ခုအောက်က4ခုနဲ့ပေါင်းလိုက်တော့အားလုံးပေါင်း8ခုရပါမယ်အဲ့တော့ရှေ့ရာဖြစ်တဲ့အတွက်တကယ်လို့ကရာနေရာမှာရှစ်ကိုထည့်လိုက် အဲ့တော့အဖြေ813ဖြစ်ရမယ်ဒီတစ်ခါကျတော့နံပါတ်1ကိုတွေ့ကြည့်အောင်နံပါတ်654ကို813နဲ့ပေါင်းကြမယ်ဘယ်လိုတွက်မလဲဆိုရင်ဂျယ်ရိုနှစ်ကလိုပဲခု100ရောင်ထောင်ဆိုလဲဇယားပတ်ကလေးနဲ့ပဲတွက်မယ် တော့ဒီမှာ654ကို833နဲ့ပေါင်းမှဖြစ်တဲ့အတွက်ချေလို့ကိန်းကပ်ပြားလေးတွေကိုလေအဲ့ဒီကဏ္ဍအတိုင်းချေကိုကတ်ထားပါလေဟုတ်ပြီအဲ့တော့ချေလို့အခုဒီမှာ654ဖြစ်တဲ့အတွက်ချေလို့လေးဒီခုနေရာမှာရှိတဲ့အတွက်ကိန်းလေးတွေ၄ခုချေလို့ကတ်ထားမယ်၅နေရာ10နေရာမှာရှိတဲ့အတွက်10နေရာမှာ30ကိန်းလေးတွေ၅ခုချေလို့ကတ်ထားမယ်ရာနေရာမှာကျတော့ချေလို့600ရှိတဲ့အတွက် တရားအုပ်စုလေးတွေရေးထားရဲ့ကိန်းကပ်ပြန်လေး6ခုရှင်းကတ်ထားမယ်။အောက်က133ရတော့ဒီလိုပဲခုနေရာမှာ3ရှိရတဲ့ကျေလို့တစ်ဆိုတဲ့ကိန်းကပ်ပြန်လေး3ခုရှင်းကတ်ထားမယ်။စေနေရာမှာကျတော့တစ်ရှိရတဲ့အတွက်10ဆိုတဲ့ကိန်းကပ်ပြန်လေးတစ်ခုကိုကတ်ထားမယ်။ရာနေရာမှာကျတော့ရှစ်ရှိရတဲ့ကျေလို့100ဆိုတဲ့ကိန်းကပ်ပြန်လေး10ခုကိုရှင်းကတ်ထားမယ်။ PS ဆိုရင်ကျေလို့အောင်းလို့ရပြီ။အဲ့တော့ခုနေရာမှာအပေါ်မှာက၄ဖြစ်တဲ့အတွက်ကိန်းကပ်ပြန်လေး၄ခုရှိမယ်။ အောက်မှာကကိန်းကပ်ပြားလေးက၃ဖြစ်တဲ့ကို၃ခုရှိနေအဲ့တော့၄နဲ့၃နဲ့ချေလို့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်9ရပါမယ်။ဒါကြောင့်မလို့ဒီဘက်ကဇာလေးမှာကိန်းငွေရထားတဲ့ဇာလေးမှာ၄နဲ့၃နဲ့ပေါင်းတဲ့အတွဲခုနေရာမှာချေလို့9ခုရေးပါမယ်။အဲ10နေရာမှာကျတော့ဘယ်လိုပဲ10နေရာမှာကချေလို့၅ခုရှိပါတယ်။အောက်မှာကတစ်ခုရှိတယ်။အဲ့တော့ ၅ခုနဲ့တစ်ခုနဲ့ပေါင်းလိုက်တဲ့အတွက်၆ခုဖြစ်တဲ့အတွက်ဒီလို60ဖြစ်သွားတဲ့အတွက်10ဘွက်မှာဒီလို6ခုရေးပါမယ်။အဲရာနေရာမှာလည်းဒီလိုပဲအပေါ်မှာက၁၀၁၆ခုရှိတယ်။အောက်မှာက၈ခုရှိတယ်။အဲတော့၆နဲ့ရှင်တဲ့ဒီလို့ပေါင်းလိုက်ပြီဆိုလို့ရှိရင်အလုံးပေါင်း14ခုရမယ်။အဲတော့14ခုမှာဆိုလို့ရှိရင်၁10ခုဒီ1000ဖြစ်သွားတဲ့အတွက်ဒီလို့ကအဲ1000ကိုတစ်ဖက်ကို1000ဘက်ကိုဒီလို့ပို့လိုက်ပြီ။ ော့ဒီဘက်မှာကျန်တဲ့၄ရာကိုပဲတစ်ချဲလို့ရေးပါမယ်။အဲ့တော့ရာနေရာမှာတစ်ချဲလို့၄ကိုရေးပြီးတော့ထောင်ဆိုတဲ့နေရာမှာတစ်ချဲလို့၁ကိုရေးပါမယ်။အဲ့ဒါဆိုတော့အဖြစ်အားလုံးမှာ1469ရပါမယ်။ဒါတို့တခါနံပါတ်၁ကိုကြည့်ရအောင်9382နဲ့1486ကိုချဲလို့ကောင်းကြပြီ။ ပြီးအဲ့တော့9382နဲ့1486ကိုတချေလို့ဘယ်လိုပေါင်းမလဲ။เนาะအဲ့တော့တချေလို့ကိန်းကံကြရီမသုံးတော့ဘူး။အထောင်ကိန်းလို့တချေလို့ဒီတိုင်းပဲကိန်းတိုင်းပဲပေါင်းမယ်။ဟုတ်ပြီ6နဲ့2နဲ့ပေါင်းမယ်။အဲ့တော့6နဲ့2နဲ့ပေါင်းမယ်ဆိုတော့6နဲ့2နဲ့ပေါင်းလိုက်တော့8ရမယ်။အဲ့တော့တချေလို့8ကိုခုပဲပါရေးပါမယ်။ပြီးတော့10ဘွက်က8နဲ့9နဲ့ကိုတစ်ခါပေါင်းမယ်။ရှင်းတဲ့ခုနှစ်နဲ့ပေါင်းလိုက်တော့15ရပါလေအဲ့တော့15ဒီ တစ်ဆယ်ကျော်သွားတဲ့အတွက်တစ်ဆယ်နေရာမှာဆယ်စုရှိတဲ့အတွက်တရားဖြစ်သွားတဲ့အတွက်အဲ့ဒီတစ်ဆယ်ကိုတစ်ဆယ်ကရာခွက်မှာတစ်အနေနဲ့တင်လိုက်ပြီးတော့ကျန်ခဲ့တဲ့ငါးကိုလည်းတစ်ဆယ်ကဆယ်နေရာမှာရေးပါမယ်အဲ့တော့ရှင်းနဲ့ခွန်းနဲ့ပေါင်းတာ15ရတဲ့အတွက်အဲ့ဒီတစ်ဆယ်ဒီတရားဖြစ်သွားပြီးတော့ရာဘက်ကိုတစ်တင်လိုက်ပါမယ်ဒီဘက်ကဆယ်ဘက်မှာတစ်ဆယ်ကငါးကိုရေးပါမယ်အဲ့တော့တင်လိုက်တဲ့တင်နဲ့ ရာဘွက်က3နဲ့ပေါင်လိုက်တော့4ရမယ်4ကိုအကက်4နဲ့ပေါင်လိုက်တော့8ရမယ်9နဲ့10နဲ့ပေါင်လိုက်တော့6ရမယ်အဲ့တော့အဖြေ6858ရပါမယ်အခုတကထဲလို့နံပါတ်3184တွေကနေပြီးတော့923လောက်ပါမယ် နှုတ်မှလည်းဒီလိုပဲတစ်ချက်လို့ဒီဒါလိုက်မနှုတ်ဘဲနဲ့ဒီလိုကိန်းကပ်ကြောင်လေးတွေတုံပြီးတစ်ချက်လို့နှုတ်ပါမယ်။ဟုတ်ပြီအဲ့တော့ကိန်းကပ်ကြောင်လေးကိုရေလို့1100ခုဆိုတဲ့ကိန်းကပ်ကြောင်လေးထဲမှာရေလို့ဒီဇယားလေးမှာကပ်ကြောင်လေးကိုထည့်လိုက်မယ်။အဲ့ဒီတော့ရေလို့ကဒီမှာကြတော့အပေါင်းနဲ့မတူတော့ဘူး။အပေါ်ဆုံးကတီကိန်းဖြစ်တဲ့1184ကိုပဲကြည့်ပြီးတော့ရေလို့ကိန်းကပ်ကြောင်လေးကိုကပ်ပြီ။ဟုတ်ပြီအဲ့တော့1184မှာဆိုရေလို့ကခုကစကပ်ပါမယ်။ လေးဆိုတဲ့အတွက်ခုနေရာမှာလေးရှိတဲ့အတွက်ကင်ကပ်ပြားလေးတစ်ဆိုတဲ့ကင်ကပ်ပြားလေးလေးခုကပ်မယ်ဆယ်နေရာမှာရှစ်ရှိတဲ့အတွက်၁၀ဆိုတဲ့ကင်ကပ်ပြားလေးရှစ်ခုကပ်မယ်ရာနေရာမှာကျတော့တစ်ရှိတဲ့အတွက်၁၀၀ဆိုတဲ့ကင်ကပ်ပြားလေးတစ်ခုကပ်မယ်ထောင်နေရာမှာလည်းဒီလိုပဲတစ်ရှိတဲ့အတွက်၁၀၀၀ဆိုတဲ့ကင်ကပ်ပြားလေးတစ်ခုကပ်မယ်ဟုတ်ပြီအဲ့လိုကပ်ပြီးသွားပြီဆိုရင်ဒီချက်လို့နှုတ်ပါတော့မယ်ဟုတ်ပြီအဲ့တော့ခုနေရာမှာလေးခုရှိတယ်အဲ့မှာဒီချက်တော့ကနှုတ်မဲ့ကင်ရ၃ဖြစ်နေတဲ့အတွက် ကိန်းကပြလေးလေးခုထဲမှာတချဲတို့သုံးခုကိုဒီလိုဖယ်ချလိုက်မယ်ဆိုရင်တချဲတို့ကိန်းကပြတစ်ခုပဲကျန်ပါမယ်ဒါကြောင့်မို့တချဲတို့လေးထဲက၃နှုတ်ရင်ပြရပါမယ်ဒါကြောင့်မို့လေးထဲက၃နှုတ်ရဲ့အောက်မှာတစ်ခုရေးပါမယ်ဆယ်နေရာမှာကျတော့တချဲတို့၈ခုရှိတယ်အဲ့တော့၈ခုထဲကနေပြီးတော့တချဲတို့ကနှစ်ခုကိုနှုတ်မှဖြစ်တဲ့အတွက်နှစ်ခုကိုနှုတ်လိုက်တော့တချဲတို့၆ခုကျန်ပါမယ်အဲ့ကြောင့်မို့တချဲတို့ကိန်းကပြလေး၆ခုကျန်တဲ့အတွက်၈ထဲက၄နှုတ်ရင်၆ရတဲ့အတွက်၆ခုရေး ဟုတ်ပြီအဲ့တော့ရာနေရာမှာကြတော့တရားနေလို့တစ်ချိန်တော့900နှုတ်တရားနေ900တစ်ချိန်လို့နှုတ်လို့မရမရတဲ့အတွက်တစ်ချိန်တော့ဒီဘက်ထောင်ဘက်ကနေလို့တစ်ချိန်တော့တထောင်ကိုချိလိုက်မယ်အဲတထောင်မှာတရား100ရာရှိပါလေ100ခုရှိပါလေအဲ့တော့တရား100 100ကဒီတထောင်ဖြစ်တဲ့အတွက်တထောင်ကိုချိလိုက်တဲ့အခါမှာတရား100ခုရလာမယ်100ခုတည်းကနေပြီးတော့တစ်ချိန်တော့5ခုကိုနှုတ်လိုက်မယ်5ခုကိုနှုတ်တဲ့တစ်ချိန်တော့5ချက် 50တော့သူ့နှခိုးမှာက100တစုရှိပြီးသားဖြစ်တဲ့အတွက်ဒီချက်ကိုအဲ့တစုနဲ့ပြန်ပေါင်းလိုက်တော့600ရပါမယ်။အဲ့ကြောင့်မို့ဒီချက်ကိုရှားနေရမှာ6ကိုရေးပါမယ်။ထောင်နေရာကတက်ကတော့ချိလိုက်တဲ့အတွက်မရှိတော့ပါဘူး။အဲ့နံပါတ်၄ကိုဒီချက်ကိုဆက်ကြည့်ကြပါမယ်။ဟုတ်ပြီ။နံပါတ်၄မှာကြတော့8169ရနေပြီးတော့3155ကိုလုပ်မယ်။ကဲဘလို့တွက်မလဲဆိုတော့ဒီချက်ကိုစဉ်းစားကြမယ်။ ဟုတ်ပြီကဲ6169ရ3155နှုတ်မယ်ဆိုတော့တစ်ချက်လို့အဲ့ဒီလိုမျိုးကိန်းတွေကိုရေးထားလို့ရှိရင်အာတစ်ချက်ထောင်ဘက်ကစပြီးတွက်လို့ရအောင်လားဆိုမရပါဘူးတစ်ချက်လို့ခုဘက်ကပဲစပြီးနှုတ်ပါပါမယ်အဲ့တော့ခုနှစ်ထဲကနေတစ်ချက်လို့5နှုတ်လိုက်တဲ့အတွက်ဒီနေရာမှာနှစ်ကြံပါမယ်ဒါကြောင့်မလို့ခုနေရာမှာတစ်ချက်လို့နှစ်ကိုရေးပါမယ်ဗီဒီယိုမှာကြတော့6ရှိတဲ့အတွက်6ထဲကနေပြီးတော့တစ်ချက်လို့9ကိုနှုတ်လိုက်မယ်9နှုတ်နေကြတော့တစ်ချက်လို့1ကြံမယ် တိကျန်တဲ့အတွေ့6ထဲကနားလုပ်တဲ့ဇာမအောင်မှာဒီကလေးကိုရေးလိုက်ပါဟုတ်ပြီຢာဘွက်မှာကြည့်တော့တစ်ချက်လို့ဟာတရားလေးကနေပြီးတော့တစ်ချက်ကို200ကိုနှုတ်မှာဖြစ်နေတယ်အဲ့ဒီခါကျတော့တရားကငယ်ပြီးတော့200ကကြီးနေတယ်ဆိုတော့တစ်ချက်လို့နှုတ်နိုင်ဘူးမနှုတ်နိုင်တဲ့အတွက်တစ်ချက်လို့ဒီဘက်က1000ဘွက်ထဲက8000နေရတယ်ဆိုတော့တစ်ချက်ကို1000ချီးလိုက်ပါမယ်အဲ့လိုချီးလိုက်တဲ့အခါမှာ8000ဒီဒီဘက်ကိုချီးနိုင်တဲ့အတွက်8000ကတစ်ခုရော့ပြီးတော့900ဖြစ်သွား မယ်။အဲ့တော့တထောင်ကဒီဘက်ကိုရောက်လာတဲ့အခါမှာတထောင်မှာတရာစု100စုရှိတဲ့အတွက်တချေလို့တရာနေရာမှာ30ရောက်လာပါမယ်။အဲ့30လေးကနေပြီးတော့တချေလို့အောက်ကနှစ်ကိုနှုတ်လိုက်မယ်။30လေးကနှစ်နှုတ်လိုက်ကြတော့လွယ်တယ်လေ။အခုမိတ်ဆွေဖွက်ထားတယ်ဆိုတော့အဲ့တော့30လေးကတချေလို့နှစ်ကိုနှုတ်လိုက်ရှေ့ရမယ်။အဲ့တော့အပေါ်ကတင်းနဲ့ပြန်ပေါင်းလိုက်တဲ့အခါကျတော့တချေလို့900ရောက်ပါမယ်။အဲ့တော့၈၀၀၀ကဒီဘက်ကိုတစ်ထောင်ချိထားတဲ့အတွက်ခုနှစ်ဖြစ်သွားတဲ့အတွက်ခုနှစ်ထဲကနေပြီးတော့၃ကိုနှုတ်လိုက်တဲ့အခါမှာ၄ကိုရပါ အခြေလိုနှုတ်လို့ရှိရင်မနှုတ်နိုင်လို့ရှိရင်အခြေလိုကရှိကနေပြီးတော့အစင်းစင်ချီးပြီးတော့နှုတ်လို့ရပါလေအခုတခါအခြေလိုကအပေါင်းနဲ့အနှစ်ကိုစိတ်တက်ကြပြီနံပါတ်5မှာ40ခုအပေါင်း24ကိုတစ်ချက်ကစိတ်တွက်တွက်ကိုစဉ်းစားကြပါ ီမှာစုစုကတွေးတယ်။ तू ကဘယ်လိုစိတ်ကူးလဲဆိုတော့49နဲ့24နဲ့ပေါင်းလို့ရှိရင်တဲ့ तू က24ကိုတဲ့24နဲ့4နှစ်ခုခွဲလိုက်ပါပြီ။ဒါဖြစ်လို့လဲဆိုတော့နှစ်ဒီ10နေရာမှာရှိရတဲ့20ရှိပါလေ။နောက်က4နေရာ4အဲ့တော့20နဲ့4ခွဲလိုက်မယ်။ခွဲပြီးတော့မှ तू က49ကို20နဲ့ဥစ္စာပထမပေါင်းလိုက်မယ်။50ကို20နဲ့ပေါင်းတာဖြစ်တဲ့အတွက်အဖြစ်အား60ကို ီတို့မှာအဲ့ဒီရာပြည်သား60ခုမှာဒီဘက်ကခွဲထားတဲ့၄နဲ့တစ်ခါထပ်ပေါင်းလိုက်တော့အဖြေ57ရပါတယ်။ဒါကစုစုပေါင်းသူတို့တွေ့မယ်လို့စိတ်ကူးထားပါလေ။နံပါတ်6နံပါတ်6မှာကျတော့ကျေလို့65ရရနေပြီးတော့78ကိုနှုတ်ပါမယ်။ဟုတ်ပြီအဲ့မှာလည်းဒီလိုပဲ65ရက်78ကိုကြာတော့ ထွန်းထွန်းကလည်းသူ့စိတ်ကူးလေးနဲ့နှုတ်မယ်ဆိုပြီးတော့နှုတ်ပါရဲ့ဟုတ်ကဲ့ဘလို့နှုတ်လဲထွန်းထွန်းကကြောက်65ရာနဲ့78နှုတ်ရင်သူက78ကိုသူကခွဲနေ78ကိုခွဲတော့လည်းအဲ့လိုပဲ80ရာတစ်ကိုသူက30 30ခွဲလိုက်တော့နောက်က8က10ပဲခြံခဲ့မယ်30နဲ့8နှစ်ကိုခွဲမယ်ခွဲပြီးမှသူက65ရာ78ကိုနှုတ်မယ်ဆိုတော့သူက65ရာနေပြီးတော့လွယ်ကူအောင်သူက30ကိုအရင်နှုတ်မယ်အဲ့တော့65ရာနေပြီးတော့30နှုတ်တဲ့အခါမှာ55ရာ ဟုတ်ပြီအဲ့ဒီ55ရတော့ဗာသူက55လေးကနေပြီးတော့8ကိုတခါပြန်လုပ်လိုက်တဲ့အတွက်အဖြေက48ရပါလေအဲဥတခါချေလို့ကအပေါင်းနဲ့အနှုတ်ကိုလွယ်ကူသောနည်းနဲ့တွက်ကြမယ်နံပါတ်9စုစုက240အပေါင်း198ကိုတဲ့အောက်ကအတိုင်းလွယ်ကူတဲ့နည်းနဲ့သူတွက်ပါလေ ုတ်ပြီเนาะအဲ့တော့သူတွက်တဲ့နည်းလေးကိုဒီချိန်ကရှင်းပြပါမယ်ကြည့်ပါဦး140အပေါင်း168အဲ့တော့ share လို့ကဘယ်လိုတွက်ပါလဲဆိုတော့ချပြီးတော့မတွက်ဖဲနဲ့လွယ်ကူတဲ့နည်းနဲ့တွက်ပါဟုတ်ပြီအဲ့တော့240ရအောင်တကယ်လို့ဒီတိုင်းထားလိုက်မယ်168ကိုတကယ်လို့လွယ်တော့အောင်လို့168ကိုတကယ်လို့နှစ်ပေါင်းလိုက်တဲ့အခါမှာ 200ဖြစ်သွားတယ်။အဲ့တော့200ဖြစ်သွားတော့မှတကယ်လို့က140နဲ့200နဲ့ပေါင်းလိုက်တော့ဒီဘက်မှာ440ရောက်သွားတယ်။ဟုတ်ပြီ။ဒီဘက်ကရှိတဲ့240နဲ့200နဲ့ပေါင်းလိုက်တော့ဒီဘက်ကိုရောက်တော့440ဖြစ်တယ်။ဒါသည်မှန်ပြီလားဆိုတော့တကယ်လို့မမှန်သေးပါဘူး။ဒါဖြစ်လို့လဲဆိုတော့ဒီဘက်မှာတကယ်လို့ကလွယ်ကူအောင်လို့ညစ်ပေါင်းထားတာဖြစ်တဲ့အတွက်ဒီဘက်ကိုရောက်သွားတဲ့ခါကျရင်တကယ်လို့ကမှန်အောင်လို့ညစ်ကိုပြန်နှုတ်ပေးရပါမယ်။အဲ့တော့440ရဲ့ညစ်ကိုညစ်ကိုနှုတ်ကြမယ်။ ော့440တရားနှစ်ကိုနှုတ်လိုက်တဲ့အခါမှာဖြစ်လို့438ရပါမယ်။နံပါတ်8နံပါတ်8ကဒီလိုပဲထွန်းထွန်းကလည်း1442ကိုအောက်ကတိုင်းရဲ့သူကလွယ်ကုန်တဲ့နည်းနဲ့သူကတွက်ထားတယ်။အဲ့ထွန်းထွန်းတွက်ထားတဲ့နည်းလေးကိုဒီရရှင်းပြပါမယ်။ထောင်လေးရနေပြီးတော့၄၁၀နှစ်ကိုနှုတ်ပြီအဲ့တော့တထောင်ဒီ ကျေလို့ကတထောင်ဆိုတာတင့်နဲ့တုံရည်တွေဖြစ်တဲ့အတွက်ကိန်းနေမပါတဲ့အတွက်ကိန်းကြီးတွေမပါတဲ့အတွက်နှုတ်ရတာခက်တယ်ဒါကြောင့်မလို့တထောင်ကိုကျေလို့ကတခုလျှော့လိုက်တထောင်ကိုတခုလျှော့လိုက်တဲ့အခါမှာကျေလို့ဘယ်လောက်ရသွားမလဲဆိုတော့960နဲ့900ရသွားမယ်ဟုတ်ပြီ960ပို့ပြသွားတဲ့အခါကျတော့မှကျေလို့က410နဲ့ ဲ့ဒါကြတော့ရ1000ဆိုတော့ရ3ရလေးပါမယ်996ဆိုတော့3ရမပါတော့တဲ့အတွင်းနှုတ်ရတာမျိုးကိုသွားပြီအဲ့တော့996ရ412ကိုနှုတ်မယ်ဟုတ်ပြီအဲ့တော့ဘလို့နှုတ်မလဲဒီချက်လို့ခုခုချင်းတော့မယ်ရှေ့ရခုက9 9ရနေမှာဒီချက်ကနှစ်ကိုနှုတ်လိုက်မယ်နှစ်ကိုနှုတ်လိုက်တဲ့ခုနှစ်ရဟုတ်ပြီ10နေရာမှာ9ရှိတယ်ကိုရီးယားနေတခါတစ်ကိုနှုတ်လိုက်တဲ့အတွက်ကျေလို့ရှင်းရမယ်တခါယာနေရာမှာကိုရှိတယ်ကိုရီးယားနေချေလို့၄ကိုနှုတ်လိုက်မယ်ဆိုတော့ 5ချက်အဲ့တော့အဖြေက989ဒါပေမဲ့အဲ့ဒီအဖြေဒီမမှန်သေးပါဘူးဒီလိုမှဖြစ်လို့လဲဆိုတော့ရှေ့က1000လေးတွက်ထားတာမဟုတ်ဘဲနဲ့တစ်ခုလျှော့ပြီးတွက်ထားတာဖြစ်တဲ့အတွက်ဒီချက်ကပြစ်ပြန်ပေါင်းပေးရပါမယ်ဒါကြောင့်မလို့989ကိုပြစ်ပြန်ပေါင်းလိုက်တဲ့အခါမှာ988ရရှိပါတယ်ဒီကားဒီချက်တို့နံပါတ်9ကိုတွားကြမယ်နံပါတ်9မှာ269အပေါင်း88အပေါင်း22ဟုတ်ပြီ အဲ့ဒါကိုလည်းရှင်တို့ဘယ်လိုတွက်မလဲလို့စဉ်းစားအဲ့ဒီမှာလည်းဒီလိုပဲထွန်းထွန်းကတမျိုးတွက်မယ်ဆွဆုကတမျိုးတွက်မယ်ဟုတ်ပြီထွန်းထွန်းကဘယ်လိုတွက်မလဲဆိုတော့သူကရှေ့ကိန်းနှလုံးကိုရေပေါက်ပါမယ်ရှေ့ကိန်းနှလုံးကပါရေ260ခွန်အပေါင်း58အဲ့ဒီခုကိုသူကပေါင်းလိုက်တဲ့အခါမှာ345ရောက်သွား ဲ့လိုမှသူကနောက်ပတ်ကျန်တဲ့20နှစ်နဲ့ပြန်ပေါင်းလိုက်တော့369ခွန်ရတယ်ဟုတ်ကဲ့သူကအဲ့လိုတွက်တယ်အဲ့သူတွက်ထားတာကကျန်အောင်ကရေးပေးထားပါတယ်260ခွန်အပေါင်း98ခွေးစခွေးပေးအပေါင်း22သူကအဲ့ဒီနည်းနဲ့ပေါင်းပါတယ်ရှေ့ကိန်းနှလုံးကိုရေးပေါင်းပြီးတော့မှနောက်ကိန်းနဲ့ပါပါတယ်။ဘာဖြစ်ဒီဘက်ကဆူဆူကကြတော့ဘယ်လိုတွက်မလဲဆိုတော့သူကနောက်ကိန်းနှလုံးကိုလည်းအရင်ပေါင်းပါမယ်။ ဟုတ်ပြီနောက်ဘေးနှလုံးကိုပေါင်လိုက်တော့28နဲ့20နဲ့ပေါင်လိုက်တော့တရားရပါမယ်အဲ့ဒီတရားဟိုမှာရှေးကိန်း169နဲ့တော့ပြန်ပေါင်လိုက်တဲ့အခါကျတော့369ရပါတယ်အဲ့တော့ဒီချေတော့ကဒီမှာသူပေါင်တာက28နဲ့20နဲ့ပေါင်လိုက်တဲ့အခါမှာတရားရတယ်ဆိုတော့အဲ့ဒီတရားဒီနောက်ကြံကိန်းတစ်လုံးနဲ့ပေါင်တဲ့အခါမှာအရန်လွယ်ကူသွားပါ เนาะအဲကြောင့်မို့ဒီချေလို့ကဒီလိုတွက်တဲ့အခါမှာအခုလိုမျိုးနွယ်ကူတဲ့နည်းလေးတွေကိုစဉ်းစားပြီးတော့တွက်နိုင်ပါလိမ့်မယ်အဲ့တော့ဒီချေလို့ကကိန်းတွေကိုယူယူတက်တက်ပေါင်းမဲ့အစားအခုလိုမျိုးတွဲဖက်ပြီးတော့ပေါင်းတဲ့ပုံစံဟာပို့ပြီးတော့လွယ်ကူပါလိမ့်ချက်ပါတော့အပေါင်းနှစ်အနှုတ်ဥစ္စာလို့ဒီချေလို့ဖြေရှင်းပါမယ် ီးနံပါတ်30ရဥစ္စာလေးကိုရှင်းဖပြမယ်။ခမာဝန်တဘူးကိုငွေ1800ကျပ်၊စာအုပ်တအုပ်ကို2600ကျပ်နဲ့ဝယ်နေ။စာအုပ်တန်ဖိုးအားလုံးဘယ်လောက်ကျသလဲ။9000ကျပ်တန်ပေးလိုက်ရင်ပြန်အန်းဝယ်ဘယ်လောက်ရမလဲ။ကျေရိုဒီဥစ္စာကိုတွေ့မယ်ဆိုရင်ကျေရိုပြည့်ချက်တွေမြည့်ချက်တွေစုံရချက်တွေလေးပါမယ် ပြီးအဲ့တော့ကဲပေးချက်ရေးမယ်အဲ့တော့ကွန်ပါတူရဲ့တန်ဖိုးအညီ1800ကျပ်နောက်ဒီကြောင်းကရေးပါမယ်စာအုပ်တအုပ်ဤတန်ဖိုးအညီ2600ကျပ်ဟုတ်ပြီဒီချေတော့အဲ့လိုမျိုးရေးတဲ့အခါမှာအဲ့အညီဆိုတဲ့ညချင်းလေးတွေကိုချေတော့တက်အောင်ရေးပါမယ်နော်ဟုတ်ပြီအဲ့တော့အားလုံးနောက်တစ်ကြောင်းကရေးမယ်အားလုံးကြက်တဲ့ငွေညညာချင်းဝင်းစာ1800အပေါင်း2600ဝင်းပေကျပ် နောက်ဒီကြောင်ဖြန့်ရေးပါမယ်အသူပေးငွေရဘလောက်လဲအဲ့ပေးငွေရ9000ဖြစ်တဲ့အတွက်တစ်ချက်ကိုပေးငွေညာချင်း9000ကျအဲ့အဲ့ခါမှာ तू ကပြန်အန်းငွေဘလောက်ရမလဲဆိုတဲ့အတွက် तू ကပြန်အန်းငွေကိုဒီချက်ကိုကရှာရမှာဖြစ်တယ်အဲ့တော့ပြန်အန်းငွေအညီအရှင်မအပြတော့ပြန်အန်းငွေကိုချေလို့လို့ရှင်ဘာလို့မလဲအဲ့တော့ပြန်အန်းငွေကိုချေလို့လို့ရှင်လဲဆိုရင်ကိုပုံကြသွားတဲ့ငွေတွေကိုကိုပေးလိုက်တဲ့ငွေတွေကနေချေလို့ပြန်ပြီးတော့နှုတ်ရပါမယ် တော့ကိုပုံကြသွားတဲ့ငွေတွေကိုအရင်ဆုံးချေလို့တွက်ပြီးတွက်ပြီးတော့မှချေလို့ပေးတဲ့ငွေတွေကပြန်လုပ်ပြီးအဲ့တော့ဆုံးဖြတ်ချက်ရင်းမယ်ပြန်အန်းငွေအညီ9000ကျပ်အနှုန်းဝင်းစာ1800အပေါင်း2600ဝင်းပိတ်ကျပ်ဒီအရောကျေလို့ဆုံးဖြတ်ချက်စာတမ်းရေးပြီးစာတွက်ပါမယ်တွက်တယ်ဆိုရင်ဒီချေလို့ဟာအပေါင်းကိုစာပြီးတွက်ပါမယ်1800ပထမအကြောင်းမှ1800ဒုတိယအကြောင်းမှ2600ရှင်းပါအပေါင်းနဲ့ခဏ ရင်းဆွဲမြေပြီးတော့ပေါင်းမြေဟုတ်ပြီခုခုချင်းပေါင်းလိုက်တော့3ညဆယ်ဆယ်ချင်းပေါင်းလိုက်တော့3ညဟုတ်ပြီရာနေရာမှာ6နဲ့6ကိုပေါင်းလိုက်တော့6နဲ့6နဲ့ပေါင်းရင်14ရပါမယ်အဲ့တော့14ဒီရေလို့10ကျော်သွားပြီအဲ့တော့ရာဒီ တရား၁၀ကပြည့်တထောင်ဖြစ်သွားတဲ့အတွက်အဲ့စလေးမှာတရား၁၀ကကိုကျေလို့ရှေ့ကိုပို့လိုက်တော့တထောင်ဖြစ်သွားပြီးတော့ကျန်ခဲ့တဲ့၄ရောင်ကိုကျေလို့ရေးပါမယ်။အဲ့တော့ရှစ်နဲ့၆နဲ့ပေါင်းတာကိုကျေလို့အောက်မှာ၄ပဲရေးပါမယ်။အဲ့တော့တရား၁၀ကပြည့်သွားတဲ့တထောင်ကိုကျေလို့ထောင်ဘက်ပေါ်ပြင်လိုက်မယ်။အဲ့တော့၁နဲ့၁နဲ့ပေါင်းလိုက်တော့2အောက်က2နဲ့ပေါင်းလိုက်တော့2အဲ့လိုစုစုပေါင်း၄ရောင်၄ရာရပါမယ်။အဲ့ဒါကျေလို့ကိုကြံ့ငွေကိုတည်ပြီဆိုတော့ကျေလို့ရဲ့ ပေးလိုက်တဲ့ငွေတွေရနေပြီးတော့9000ငွေရနေပြီဆိုရင်တော့ကုန်ကြငွေပြန်လှပ်ပါမယ်ဟုတ်ပြီအဲ့ဒီဘက်တစ်ချမ်းမှာတွက်လို့ရပါတယ်အဲ့တော့9000ချက်ရေးရေးမယ်ပြီးတော့အောက်မှာ4400ရေးမယ်ရှေ့မှာအနှုတ်လက္ခဏာကိုထည့်ပါမယ်ပုစာတွေတွက်လို့ရှိရင်လက္ခဏာကြီးပေးလို့မရပါဘူးဟုတ်ပြီကဲရေးပြီးပြီဆိုရင်ကျေလို့အောက်မှာရင်းဆွဲပါမယ်ဟုတ်ပြီကဲအဲ့တော့ခုခုချင်းရင်းတော့မယ်တုံညာလေးရဲ့တုံညာနှုတ်တော့တုံညာ တုံညာလေးကတုံညာနှုတ်တော့လေတုံညာဟုတ်ပြီအဲ့တော့ရာမမှနှုတ်လေရာမှာတုံညာလေးကလေးနှုတ်မယ်ဆိုတော့တချေလို့နှုတ်လို့မရဘူးမရတဲ့ပြတချေလို့ထောင်ဘက်ကနေပြီးတော့တချေ9000ရှိရပြချေလို့တထောင်ကိုချိလိုက်ပါမယ်တထောင်ကိုချိနိုင်တဲ့အတွက်9000ကတစ်ခုညော့ပြီးတော့၄000ဖြစ်သွား ဲ့တော့ဒီဘက်ကချီးလိုက်တဲ့တထောင်ကရာဘက်ကိုရောက်တော့တရာစု10စုနဲ့ရောက်ပါမယ်အဲ့တော့တရာစု10စုလေးရနေရဲ့က4စုကိုနှုတ်လိုက်တဲ့အတွက်10လေးက4လောက်တော့6ရပါမယ်ဒါကြောင့်မို့ဒီချက်6ကိုရေးပါမယ်အဲ့တော့ရှေ့မှာကထောင်ဘက်မှာ4တောင်ပြည့်ကြပါမယ်အဲ့တော့4တောင်လေးက4တောင်ပြန်နှုတ်လိုက်တော့3ညအဲ့တော့ရှေ့မှာ3ညမရေးရ ရေတော့ကိန်းတစ်ခုရဲ့ရှင်ဆုံးကတုံညဆိုရင်ဒီလိုမှရေတော့မရေးပါဘူးဒါကြောင့်မလို့အဖြစ်ပြန်အန်းငွေညီများချင်း600ကျပ်ရပါတယ်။ကဲအခုဒီချက်ဥစ္စာလေးကိုသင်တာဒီမှာရင်ပြီးဆုံးသွားပါပြီ။ဒီချက်ဒီနေ့အခန်း၄ရဲ့အပေါင်းနဲ့အနုခံကိုဒီချက်သင်ကြရင်ဒီနေ့ပြီးသွားပါပြီ။အဲ့တော့နောက်ဗီဒီယိုမှာကြာတော့မှရေတော့အခန်း၃ကိုဆက်လက်ပြီးတော့သင်ကြားပြီးသွားမှာဖြစ်ပါတယ်။အားလုံးမင်္ဂလာပါ။